ရန်တိုက်ပြီးတော့မျိုးချစ်တွေကရန်ဖြစ်မယ်ဆိုရင်နီးပိန်းထက်ပူပိန်းတဲ့လူတွေကျမတို့ဖြစ်သွားလိမ့်မယ်။တစ်ခါပြောပါမယ်။မျိုးညက်တွေကအကောင့်တုနဲ့ရန်တိုက်ပြီးတော့မျိုးချစ်တွေကလိုက်ပြီးရန်ဖြစ်နေမယ်ဆိုရင်ကျမတို့ကသူတို့နီးပိန်းလို့ခေါ်တာကိုဆိုတော့ကိုရီးယားနီးပိန်းထက်ပူပိန်းနဲ့ဘောပိန်းနဲ့စိမ့်ပိန်းတွေဖြစ်သွားလိမ့်မယ်။ ဆိုတော့အခုကဘာဖြစ်ချင်နေကြတာမပုတ္တုကိုအဖမ်းခံစေချင်တာမပုတ္တုအဖမ်းခံရရင်ရှင်တို့ပျော်မှာလားရှင်တို့ကအဖမ်းခံစေချင်တာလားနိုင်ငံရေးမလုပ်စေချင်တော့ဘူးလားဒါဆိုဟုတ်တယ်ကျွန်မအော်တော့တက်ခတ်မှုတွေများတယ်တော်ပြီနိုင်ငံရေးစိတ်ကိုမင်းနိုင်ငံရေးမလုပ်တော့ဘူးမပုတ္တုနားပြီနိုင်ငံရေးနားပြီကျွန်မနိုင်ငံရေးတွေနားလိုက်ပြီအဲ့ဒါဆိုအန်ဒီတို့ပျော်မှာလားအဲ့ဒါဆိုအန်ဒီတို့ပျော်မှာလား 说起嘛，这个可以玩大号，你来别样的。东山没味骗你的，然后店里你讲一下喽，天价也讲偏白。这他家也多噶，人家子那他们三十位，这么喽，他家讲等他讲讲你的钱嘛，这么喽啊，天天感觉没讲该没落苦路哎，我不买贵。 ် PDF တွေလက်နက်ကန်တော့ခေါ်ပါတယ် PDF ကိုတောင်မှနော်ပြင်မှုကျုံလုံးချင်းမရှိတဲ့ PDF တွေမို့လို့မိဘအုပ်ထိုင်းသူတွေပြန်လည်အနှံ့ပါတယ်ဆိုပြီးတော့ကြီးတယ်မှုကိုငဲအောင်ငဲတဲ့မှုပပြောင်လို့လို့ရှိရင်ကျမတို့ကအပြစ်တင်ရှိရင်လည်းပဲကျမတို့အချိန်ချင်းကြီးတယ်မှုငဲအောင်ငဲတဲ့မှုပပြောင်ဝေဖန်လို့ရတယ်ထိန်းချောင်းပေးလို့ရတယ်ပြုတ်ပြင်ပေးလို့ရတယ်နော်ဥပမာကျမကျမဆိုလို့ရှိရင်ကျမတို့လာပြီးဓာတ်ရိုက်ဆက်သွဲလိုက်ဓာတ်ရိုက်လာပြောအဲ့ဒီလိုပြောပြရမယ်တောင်းရယ်အချင်းချင်းထိန်းချောင်းရမယ်တောင်းရယ်ရှင်းလို့ရမှာရှိအဲ့ဒီလိုမျိုးထိန်းချောင်းပေးတော့ကျမကလက်မခံဘူးဆိုရင်အော်ငါတို့ပြောတယ်လက်မခံဘူးသူ့ထိုင်းနေသူ့ပြန်သွားဒါမျိုးပဲဖြစ်တယ်နော် လက်ရှိမှာတက်မတော်ချက်တဲ့နိုင်ငံကိုချက်တဲ့တဖက်ကကျန်းဖက်သမားတွေရန်နေပြီးတော့လှုပ်ဆောင်တဲ့လူတွေအများကြီးရှိတယ်။အဲ့ဒီအများကြီးတဲမှာပါရှင်တို့တွေရှားကြည့်ပါ။2020ရွေးကောက်ပွဲကျင်းပတဲ့အခါကဒီရွေးကောက်ပွဲကတမနာနဲ့ယူစီပေါင်းပြီးလိန်နေတဲ့ရွေးကောက်ပွဲကြီးဖြစ်တဲ့နိုင်ငံကြီးကြိုတုံးကခဲ့တာကျမရွေးကောက်ပွဲပီပီချင်းမဲပေးပီပီချင်း NLD 9B ဆိုပြီးတော့တို့ကအုံနဲ့ကျဲနဲ့အောင်ပွဲခံပြီးတပတ်ကစိတ်တက်တွေကြာနေတဲ့အချိန်မှာရွေးကောက်ပွဲပီပီနောက်တစ်နေ့မှာ NLD ပါတီလုံးဝအစိုးရမဖြစ်နိုင်ဘူးတမတော်က ဖွဲ့စည်းပုံကာကွယ်ရမယ်တာဝန်ရှိရဒါကြောင့်မို့တက်မတော်ကာကွယ်ရေးဦးကြီးချုပ်ကိုရွေးကောက်ပွဲပြန်ကျင်းပပြီးလို့ကျမတို့တောင်းဆိုရမယ်ယူအီစီကိုဖက်သိမ်းရမယ် NLD ပါတီဆိုရမဖြစ်နိုင်ပါဘူးနိုင်ငံရေးကြိုးတုံးလွှတ်ခဲ့တယ်ကျမနော်အဲ့ဒီကနေပြီးတက်မတော်တက်မဲယုံ၄ယုံစစ်တယ်တက်မဲယုံ၄ယုံစစ်ပြီးဆိုရဲကပုံမှန်၄၁၀ခွန်ရရသမရကကောင်းလုံးခေါ်ပြီးတက်ချုပ်ကိုအာနာပေးလိမ့်မယ်တက်မတော်ကအာနာထိန်လိမ့်မယ်2020နှစ်တင်နှစ်လပိုင်း၃လပိုင်းမှာတက်မတော်ကပုံမှန်၄၁၀ခွန်ရကောင်းလုံးခေါ်အာနာ ပေးပြီးတော့ပုံမှန်438တက်တော်ကနိုင်ငံတော်အာဏာကိုထိန်းလိမ့်မယ်လို့နိုင်ငံရေးကြိုးသုံးသက်ခဲ့တာကျမအခုလုံးလုံးဆက်ဆက်အလားရှုလားရှုဆိုလို့ရှိရင်လည်းအလားရှုနဲ့ပတ်သက်ပြီးရမခအကုန်လုံးကရမခတိုက်ပွဲမှာနိုင်နေတဲ့အချိန်မှာကျမတယောက်တည်းပြောခဲ့တယ်လားရှုကိုစကားသုံးလုံးလို့ပြောရင်ပယုံလုံးတော့ကြာရင်လုံးမပါနိုင်တဲ့အနေအထားမှာရှိတာလေပြောရတဲ့အခါကျရင်တန်တဲ့ဘုံမကြီးအကုန်လုံးဝိုင်းဆဲတယ်ကျမတို့ကလားရှုရမခကိုနိုင်နေတယ်ပြောပြီးကျမကပယုံလုံးလို့ပြောလိုက်လို့အဲ့ဒီလိုနဲ့လားရှုကြီးကြာသွားပြီးတော့ ာရှိုးနဲ့ပတ်သက်လို့သူပြောငါပြောပြောနေတဲ့အချိန်မှာလာရှိုးကို2025မေလမေလမတိုင်ခင်တော့မို့မေလကုန်မှာတမတော်ကပြန်ရလိမ့်မယ်လာရှိုးမှာကျမရဲ့ခန္ဓာလေးပညာရေးခန္ဓာလေးပြန်ပြီးလေပတ်လိမ့်မယ်အချိန်တိကျတဲ့နိုင်ငံရေးကြိုးတုံးတက်ခဲ့တာကျမမြန်မာတိုင်းနိုင်ငံလုံးမှာလိုက်ရှာကြည့်ဘုံမကြီးအများကြီးရှိရတယ်။တက်မတော်ချက်တဲ့လူတွေအများကြီးရှိတယ်။တက်မတော်ထောက်ခံတဲ့လူတွေအများကြီးရှိတယ်။အဲ့ဒီလိုနိုင်ငံရေးကိုဥပဒေပုံမှန်အတိအကျနဲ့အချိန်တိကျနဲ့နိုင်ငံရေးကြိုးပြီးသုံးသပ်နိုင်တာကျမပဲရှိရနော်။ ရှင်တို့တွေပြောလို့အားမပြုတ်ကိုကြီးတွေးတယ်ဆိုရင်မနာလို့ဖြစ်လို့ရတယ်ဒါပေမဲ့အီရှင်ကအီရှင်မဲ့ဒါအမှန်တရားတွေတမားရလိန်လို့မရဘူးဗျအဲ့ဒီလိုမျိုးတွေခင်ဗျားတို့နော်ခင်ဗျားတို့ကိုယ်တိုင်လည်းမသိဘူးကြိုပြီးသုံးသပ်နိုင်တဲ့အီရှင်မရှိဘူးဒါကပကတိရှိတရားဆိုတော့ခင်ဗျားတို့အပြစ်ပြောနေတာမဟုတ်ဘူးကျွန်မအဲ့ဒီလိုမျိုးတွေလောက်ဆောင်မှုပေါ့လက်ခုပ်တီးပြီးအားပေးခဲ့ဘူးလား ပြန်ကျမတို့ပြန်ပြီးဖြေကြမလို့ကိုကိုကိုပြန်ဖြေကြည့်လက်ဖို့ကလက်တယ်ရှင်းလာကြည့်ကိုเจ้าကိုတည်ဆောင်ကိုလိုက်ပြကိုအလုံးစုံမယ်စစ်အာဏာသိမ်းထားသောစစ်ကောင်စီနှင့်မြန်မာနိုင်ငံကို ILO Article 33အရပြင်းထန်သောဒဏ်ခတ်ပိတ်ဆို့အရေးယူရန်အပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့ချုပ်ညီလာခံကအတီးပြုဆုံးဖြတ်အကြမ်းဖက်စစ်အာဏာသိမ်းထားသောစစ်ကောင်စီနှင့်မြန်မာနိုင်ငံကို ILO Article 33အရအရေးယူရန်အပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့ချုပ်ညီလာခံကယနေ့ဆုံးဖြတ်အတီးပြုလိုက်ကြောင်း ညီလာခံတက်ရောက်နေသောမြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ်မှအထွေထွေတွင်ရမှုဥဝေမှုတွင်ကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည့်ယနေ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့တွင်ပြုလုပ်နေသောတရဆယ်သုံးကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုတ္တမညီလာခံရောခါတွင်လူငယ်များနှင့်အလုတ္တမများကိုစစ်မှုထမ်းဥပဒေဖြင့်အတင်းအဓမ္မစစ်ထဲတွတ်သွင်းပြီးအလုတ္တမအခွင့်အရေးနှင့်လူအခွင့်အရေးချိုးဖောက်နေသောမြန်မာစစ်ကောင်စီကို ILO Article 33အရပြင်းထန်သောဒဏ်ခတ်ပိတ်ဆို့အရေးယူရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ညီလာခံတွင်မြန်မာနိုင်ငံနှင့်စစ်ကောင်စီကိုအေးအေးယူရေးမဲခွဲရန်မလိုပဲအေးအေးယူရေးတညီတညွတ်တဲ့ဆုံးဖြတ်အတည်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရှိရသည့် ILO Article 33နဲ့စစ်ကောင်စီကိုအေးအေးယူဖို့ဆုံးဖြတ်လိုက်ပါပြီအဲ့ဒါကတော့မဲခွဲစရာမလိုပဲနဲ့အတည်ပြုလိုက်ပြီဖြစ်ပါတယ်စစ်ကောင်စီကိုအေးအေးယူမှုဒဏ်ခတ်ပိတ်ဆို့မှုတွေကတော့အများကြီးလာမယ် ဥရောပသမဂ္ဂအပါအဝင်တကဘာလုံးကဒဏ်ခတ်ပိတ်ဆို့မှုတွေလာမှာဖြစ်ပါတယ်။ညီလာခံမှာရုရှားကိုယ်စားလှယ်ကကျွန်တော်တို့ကိုယ်စားလှယ်ဥမောင်မောင်မိန့်ခွန်းပြောတဲ့အချိန်အမျိုးသားညီညွတ်ရေးအစိုးရ UNG တစိုက်တွေနဲ့ညီလာခံမှာမိန့်ခွန်းပြောလို့ ရှူရှူရှာရှာထလုတ်သေးတယ်။နောက်ပြီးစစ်ကောင်စီဘက်ကကိုယ်စလဲဒေါခိုင်ခိုင်တွေလို့လဲလာတက်တယ်။ပထမတော့ရုရှားတို့ဘယ်လာရုတို့ကကန့်ကွက်မလို့လုပ်ပေမဲ့လဲနောက်ဆုံးမှာမဲခွဲเสียရမလို့ပဲအေးအေးယူဖို့ဆုံးဖြတ်သွားတယ်ဟုညီလာခံတက်ရောက်နေသည့်ဥဝေမှုတွင်ကဆိုသည်။မြန်မာနိုင်ငံကို ILO Article 33ဖြင့်အေးအေးယူတန်းခတ်မှုမှာဒုတိယအကြိမ်ဖြစ်ပြီးစစ်အာဏာရှင်တန်းရွှေ့လက်ထက်ကလည်းပထမအကြိမ်ဖြစ် ILO ကပြင်းထန်သောဒဏ်ခတ်ပိတ်ဆို့အေးအေးယူမှုများလှုပ်ဆောင်ခဲ့သည် တကရင်း2000ခုနှစ်စစ်အာဏာရှင်အုပ်ချုပ်ရေးဖြစ်သောတန်းရွှေလက်ထက်မြန်မာနိုင်ငံတွင်အတင်းအဓမ္မအလုတ်ခိုင်းစေမှု ပြဿနာများအလွန်ဆိုးရွားခဲ့သဖြင့်အပြည်ပြည်ဆိုင်ရာအလုတ်သမားအဖွဲ့ကမြန်မာနိုင်ငံအပေါ် ILO Article 33အရအရေးယူပိတ်ဆို့ခဲ့မှုသည်မင်္ဂလာပါမျိုးတို့ရေမျိုးညစ်တွေကအကောင့်တုံးနဲ့ရန်တိုက်ပေးတာကိုမျိုးချစ်တွေက ရန်ဖြစ်မယ်ဆိုရင်ညီပိန်းထက်ပူပိန်းတဲ့လူတွေကျမတို့ဖြစ်သွားလိမ့်မယ်ထပ်ပြောပါမယ် မျိုးညက်တွေကအကောင့်တုနဲ့ရန်တိုက်ပေးတာကိုမျိုးချစ်တွေကလိုက်ပြီးရန်ဖြစ်နေမယ်ဆိုရင်ကျမတို့ကသူတို့နီးပိန်းလို့ခေါ်တာကိုဆိုတော့ကိုရီးကနီးပိန်းထက်ပိုပြီးပိန်းနဲ့ဘောပိန်းနဲ့စိမ့်ပိန်းတွေဖြစ်သွားလိမ့်မယ်အကောင့်တုပြဿနာကလေအာပထမဆုံးကျမကိုဒီ prime media မှာ sniper ဆိုဆိုပြီးတော့အကောင့်အကောင့်တုနဲ့ပဲပေါ့နော်ကျမကို youtube မှာလာပြီးတော့အာကျမကိုရန်စကားကြီးလာပြောတာပေါ့ ဒါပြီးတော့ကျမကြိတ်လိုက်ပြီဆိုတာနဲ့ဩဒါသူတို့တော့မဖြစ်နိုင်ဘူးဆိုပြီးကျမတခါလေးအကောင့်ဘန်းလိုက်တယ်မဘန်းရင်ထပ်ပြီးမှတ်မှာဆိုတော့ဘန်းလိုက်တယ်ပြီးတော့ကာယကံရှင်ဖြစ်တဲ့အဲ့ဒီ Prime Media ကို Viber ကနေတွားပြီးဆက်သွယ်တယ်ကျမတို့ဒီလိုဒီလိုမှတ်ထားတာတွေ့ရအကောင့်သူ့ထင်လို့ကျမဘလော့လိုက်ပါတယ်အကောင့်ဆစ်ဆိုရင်တော့ဘာကြောက်ပါလဲဘာဖြစ်ချင်လို့လဲဒါပေါ့ကွေတော်တော်တည်းတွားမေးလိုက်တယ်သူတို့ကလည်းပြန်ဖြေရှင်းပါတယ်မဟုတ်ပါဘူးပေါ့အဲ့တော့ကျမတွေးလိုက်ပြီစနိုက်ပါဆုအကောက်တုနဲ့ကျမကိုလာပြီးတော့ရန်တိုက်လို့ရှိရင်ကျမအကောက်ပုံစံမဘူးတူအကောက်တုဆိုပြီးတော့ ထန်တိုက်လိမ့်မယ်ဆိုတော့ကျမသိတယ်ဆိုတော့ပြီးခဲ့တဲ့ဒီ28ရက်နေ့ကတော့မှ ကျမ YouTube ပဲအမြဲတမ်းမှာဆိုတော့လေကျမ28ရက်နေ့ကတော့မှကျမဒီမှာတက်တော်မှာမကုတုမဟာသေးဆိုပြီးတော့မှအကောက်တူတစ်ခုပေါ်နေတယ်ဆိုတဲ့အကြောင်းကျမပြောခဲ့သေးတယ်ဆိုတော့အဲ့ဒီအကောက်တူကနေပြီးတော့ပြောတဲ့ဟာကိုမတ်ရွှေမူမူအမခေါ်ပေးမယ်အန်တီလိုအမီရယ်ပါနော်အန်တီရွှေမူမူနဲ့နန်းနဲ့နေနေလိုက်နန်းနဲ့နေနေနိုင်ခပြားလေးတွေစားလေးတွေကြီးတော့ကျမတို့အားပေးတယ်လေ ဒါသူတို့ကနေပြီးတော့ဒီအကောက်တုကရန်တိုက်တာတို့ယုံပြီးတော့ကျွန်မတို့လာပြောတယ်ဆိုတော့ကျွန်မစဉ်းစားတာမြင်လိုက်တာနဲ့အကောက်တုမှန်တိတာနေတာကြီးကိုကြည့်လိုက်တာနဲ့အကောက်တုမှန်တိတာဘာလို့အကောက်တုလည်းတိတာလဲဆိုလို့ရှိရင်မအက်ဒီရှင်မှုမူတင်လိုက်ရမှာတို့ကြည့်လိုက်သူတို့ screen shot ရိုက်ထားတဲ့ဟာမှာကြည့်လိုက်အဲ့ဒီ video တွေမှာ water map ပါတယ် water map ဆိုရရေးစာလေးတင်မှာကျွန်မမကုတ္တမဟာသွေးဆိုရင်မဟာသွေးလေး4ပေါ့နော် F မဟာသွေးဖိုးဆိုရယ်ကျမရဲ့မဟာသွေးတော်တော်အကောင့်ရဲ့ရေးစာ water map ပါတယ် ဝါတာမက်တွေပါနေတာကမူရင်းအကောင့်ကိုတင်တဲ့ဗီဒီယိုကိုစေ့ပြီးပြန်ပြီးတင်ထားလို့အဲ့ဒီဝါတာမက်ပါနေရရေးစားပါနေရဆိုတော့ကျမတို့ကနိုင်ငံရေးလုပ်တယ်ဆိုတာအဲ့လိုအသေးအဖွဲလေးရဆားပြီးတော့တောင်းစီအောင်လုပ်ရတယ်လေတောင်းစီအောင်လုပ်ရတယ်ဥပမာရွှေမူမူဆိုရင်ရွှေမူမူအကောင့်ပေါ့ရွှေမူမူ2ရွှေမူမူ3စသည်ဖြင့်သူ့ရဲ့အကောင့်ဗီဒီယိုကိုသူများယူပြီးတင်လို့ရှိရင်အဲ့ဒီသူ့ရဲ့ရေးစားအမှတ်ဝါတာမက်ကနေပြီးတခြားအကောင့်မှာပေါ်နေတယ်ဒါကိုကြည့်တရားဖြင့်အကောင့်တူမဲ့အရင်သိတယ်နောက်တစ်ခုမက်ရွှေမူမူ เนาะ anti ရွှေမှုမှုကိုကျွန်မဟိုးအရင်တည်းက anti ရဲ့ဗီဒီယိုတွေကိုကျွန်မအကောက်ဆက်နဲ့အသေးတွေပေးထားတယ်။ပေးထားတာရှိပါတယ်။ anti ဖုန်းကို screen record လုပ်ပြီးတော့ပြန်ရှာကြည့်လိုက်ရှားတယ်လွယ်တယ်။ဘာလို့လဲဆိုတော့ anti တို့ဗီဒီယိုဖိုင်တွေမှာအသေးပေးတယ်လို့က1000 2000မရှိဘူး။အဲလူမများဘူး။လူ1000 2000မရှိဘူးအသေးပေးတယ်လို့ကမများတဲ့အတွက်ရှားတယ်လွယ်တယ်။ပြန်ရှာကြည့်အရှင်းရဗီဒီယိုဖိုင်တွေကိုကျွန်မအရင်ကအသေးလေးတွေပေးပြီးအားပေး။ရှင်ကျွန်မကိုပြောထားတာကကျွန်မအရင်ကတွေ့တွေ့ပေမဲ့ကျွန်မအသေးပေးလိုက်တယ်။ကျွန်မရမ်းမရှာဘူး။ကျွန်မအသေးပေးထားတာတွေရှိတယ်။ အဲ့ဒီလိုမျိုးကျမအကောင့်ဆင်းနေအနီရွှေမှုမှုအသေးတွေပေးထားတဲ့ဟာတွေတော့မမြင်ပဲနေအကောင့်တူမှာကလေကြည့်တယ်လူကလူတစ်ထောင်တစ်ထောင်မရှိကြည့်တယ်လူကလူတစ်ထောင်တစ်ထောင်လောက်ပဲရှိတယ်ရှယ်တယ်လူကလူတရာမပြည့်လူတစ်ထောင်နှစ်ထောင်လောက်ပဲရှိတယ်အကောင့်တူကိုကြတော့အဲ့ဒီမှုရွှေမှုမှုလို့နန်းတွေနေနေလိုက်လို့အမြင်တယ်လူတစ်ထောင်လူတစ်သိန်းလောက်ရှိတယ်ကျမအကောင့်ဆင်းကြတော့မမြင်ကြဘူးဆိုတော့အော်ဘလို့များပါလိမ့်ပေါ့ပြီးကျမတို့ကမျိုးညစ်တွေရန်တိုက်သမျှကိုလိုက်ပြီးရန်ဖြစ် ရေဖြစ်နေအောင်ပိမ့်ပိမ့်ရေလူရေမဟုတ်ဘူးကွာအကောင့်တစ်ခုရှာရဲဆိုတော့အဲ့ဒီမှာဝါတမတ်ရေးစားပါပြီးသားအဲ့တုံးစာကိုရိုက်ပြီးရှာလိုက်တာနဲ့အကောင့်စကသူ့အတူပေါ်လာပြီးသားနော်အဆောကကျမမလေးခံယူချက်တစ်ခုရှိရင်ကျမကလက်ညှိုးထိုးပြီးဝေဖန်ရင်ကျမလက်ခုပ်တီးပြီးအားပေးရတဲ့တည်းရှိတယ်။ငါကျမကျမဆိုလို့ရှိရင်ပေါ့နော်ကျမတော့ဆုတ်ကျင်တဲ့ NLD ဆိုရဆိုလို့ရှိရင်ကျမ2019 2020တဲ့ကကျမမြေပြင်မှာမြို့သားကြီးလှုပ်ရှားတယ်။နော်ကျမ ာနယ်ဒီပါတီဆိုတာကိုကျွန်တော်တို့တိုက်အတိုက်ခံနေလုပ်တယ်ဆန္ဒတွေပြရဲအဖမ်းခံရတယ်เนาะနောက်စုံနောက်20ကာလမှာကျွန်တော်တို့အဖမ်းခံရရဲစခန်းတွေမှာတွားရတရားရုံးတွေတွားရဆိုလိုချင်တာကအစိုးရကိုပဲကျွန်မတိုက်အစိုးရမဟုတ်တဲ့နော်တမရရေဝင်ကြီးချုပ်တမရနဲ့ဝင်ကြီးပေါ့နော်ဝင်ကြီးတွေပဲတိုက်တယ်အောက်ကလွတ်တော်အမတ်တွေတောင်မှပဲမတိုက်ခင်ဘူး ိတ်ပြောမဝေးဖန်ဘူးလက်ရှိမှာသူတို့ရှင်တယ်နာဆာကအစိုးရကောင်းရင်လက်ခုတီးတယ်နော်မှန်ရင်လက်ခုတီးအားပေးတယ်မှားတယ်သူတို့ရှင်ကျွန်မလက်ရုပ်ထိုးပြီးထောက်ပြဝေးဖန်တယ်အစိုးရကိုပဲပြောတာအစိုးရမဟုတ်တဲ့တခြားဘူးဦးမှာနော်နောက်ဆုံး G1 နေဘုံမှုတွေတိုင်းမှုတွေကျွန်မစကားတွေအောင်ထည့်မပြောမဝေးဖန်ဘူးအဓိကအစိုးရတည်းဖြစ်လာလို့ရှင်အဲအစိုးရရဲ့ကောင်းချီးဆိုခြင်းထိုင်ချောင်းပေးတာပေါ့နော်ဆိုလိုချင်တာကအဲ့လိုမျိုးမဘူးဘူးကလက်ညှိုးထိုးရရတယ်ဒါဆိုရင်မဘူးတူတို့အတွက်ရှင်တို့လေလက်ခုပ်တီးပြီးအားပေးခဲ့ဘူးလား哦。Oh. လိုက်ရှာကြည့်နော်2019-2020ရဲ့က NLD ပါတီအစိုးရလက်ထက်တဲ့ကကျွန်မမျိုးသားရေးအမေပြင်မှာတကယ်လုပ်တယ်ဝင်းရင်မှာတကယ်လုပ်တယ်လက်ရှိအချိန်ထိလည်းကျွန်မတို့မျိုးသားရေးလုပ်တဲ့ဟိုကလိုင်းပေါ်မှာတွေမေးပြင်မှာတွေလုပ်နေတာမဟုတ်ပဲနဲ့အဲ့ဒီမျိုးသားရေးသမားတွေရဲ့တာရေးနာရေးဘသူရဲ့တာရေးမဆိုဘသူရဲ့နာရေးလို့ဆိုကျွန်မတို့ဆောင်းပါခြင်းကိုကြီးဆောင်းပါခြင်းကျွန်မဖေးမကူညီတယ်မှန်တော်သစ္စာစကား ကယ်လို့ဒါရဲ့တမားရဲ့ตาရေးမဆိုနာရေးမဆိုကျမတီလူမရောက်ရင်ငွေရောက်တယ်ငွေမရောက်ရင်လူလူရောက်တယ်ပြင်းမကုန်နေလေမျိုးသားရေးเจ้ามาဆိုလာစင်ကျမတက်နိုင်တယ်လို့ဆုံးကတ်တယ်ဒီနေ့ဆို9ရက်နေ့ငါလာစင်9ရက်နေ့တိုင်းဆုံးကတ်တယ်၄နှစ်ရှိပြီဆိုလိုချင်တာကအဲ့ဒီလိုမျိုးကျမလောက်ဆောင်မှုတွေပုံမှာရောအန်တီတို့အနေနဲ့နော်အန်တီရွှေမူမူတို့နန်းနန်းနေနေနိုင်တို့လက်ခုပ်တီးပြီးအားပေးခဲ့ဘူးလားတချိန်တစ်ခါလောက်မင်းတို့ထိုးရဲလက်ခုပ်တီးပြီးအားပေးရတဲ့တက်တီလည်းရှိရတယ် เนาะဆိုတော့အခုကဘာဖြစ်ချင်နေကြတာလဲမပုတ္တုကိုအဖမ်းခံစေချင်တာမပုတ္တုအဖမ်းခံရရင်ရှင်တို့ပြောမှာလားရှင်တို့အဖမ်းခံစေချင်တာလားနိုင်ငံရေးမလုပ်စေချင်တော့လားဒါဆိုဟုတ်တယ်ကျွန်မဩတော့တက်ခတ်မှုတွေများတယ်တော်ပြီနိုင်ငံရေးစိတ်ကိုမင်းနိုင်ငံရေးမလုပ်တော့ဘူးမပုတ္တုနားပြီနိုင်ငံရေးနားပြီကျွန်မနိုင်ငံရေးတင်နားလိုက်ပြီအဲ့ဒါဆိုအန်ဒီတို့ပြောမှာလားအဲ့ဒါဆိုအန်ဒီတို့ပြောမှာလား